လူသားစားတွေရှေ့ခဲ့ပေါ်တဲ့စကော့တလန်ပြည်စကြောရာစုအလဲခင်မာတော့ကစကော့တလန်နိုင်ငံကကျွန်းဆွယ်တစ်ခုမှာလူသားစားခဲ့တဲ့မိသားတစုရှေ့ခဲ့ရပဲဖြစ်ပါတယ်။အဲဒီမိသားစုကခရီးသွားတွေကိုဖမ်းယူစားတောက်တက်ကြပဲဖြစ်ပါတယ်။မိသားစုအစပြောတဲ့သူကတော့စကော့တလန်နိုင်ငံမှာမွေးဖွားခဲ့တဲ့ အလက်ဇန်ဒါဘိန်းခေါ်စော်နီဘင်ဘတ်ဖြစ်ပါတယ်။သူကတော့16ရာစုမှာစကော့တလန်ရဲ့လူတီယန်ဆိုတဲ့မြို့မှာမွေးဖွားခဲ့သူလည်းဖြစ်ပါတယ်။ ဇော်နီပင်ဟာအစားအသောက်တွေရှာဖို့ခက်ခဲလာပြီးတော့သူ့မိသားစုတွေကိုကျွေးမွေးဖို့တောင်းဝန်မယူနိုင်တော့တဲ့အချိန်မှာဒီကိုထွက်ပြေးလာကြပဲဖြစ်ပါတယ်။သူ့ရဲ့မိန်းမဖြစ်သူကလည်းစုံမလို့ဆွဆွဲခံထားရသူလည်းဖြစ်ပါတယ်။သူတို့လင်မယားနှစ်ယောက်ကကလေး၁၄ယောက်မွေးခဲ့ပြီးတော့သား၆ယောက်နဲ့သမီး၈ယောက်မွေးခဲ့တာဖြစ်ပါတယ်။ကလေးတွေဟာလည်းအချင်းချင်းသာနှင်းတော့ဖလေကြပြီးတော့အင်အား၃၂ယောက်ထိတိုးပွားလာခဲ့ကြတယ်လို့ဆိုပါတယ်။လူတွေရှာဝေတွေးရှိသွားတဲ့အချိန်မှာတော့ လူအယောက်တရာကျော်ကိုအဆုံးသက်ချက်ပြုတ်စားတော့ကြပြီးရောအဲဒီ line ကိုတဲမဦးကောင်းကွန်အယိုစု48ခုတွေ့ရှိခဲ့ကြပဲဖြစ်ပါတယ်။ဒါကြောင့်ဒီမိသားစုဟာအလက်ခေရဲ့လူသားစားမိသားစုဖြစ်နာမည်တင်ခဲ့ရပဲဖြစ်ပါရဲ့ရှင်။